အမျော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပဝန်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းသကားသံတွေကိုမတုံလှုပ်တဲ့မူတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တဲ့လူမျိုးပဲတဲ့ဉာဏ်ရှိတဲ့လူဆိုတာအဲ့တော့ပဝန်းကျင်ကလေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်တီးဟူသောလေတွေကတော့ကိုယ်စီကိုတိုက်ခတ်လာမှာပဲလေ ကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့ဘူးအဲ့တော့သူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုမှဒေါသဖြစ်တဲ့အချိန်ကုန်လည်းဘာအကျိုးမှမရှိမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘလို့နှလုံးသွင်းရမှာလဲဆိုအဲ့ဒီစကားသံတက်တက်ကြောက်တော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ် သူဆိုးတယ်ပြောလို့လဲကိုတကယ်ဆိုးသွားတာမဟုတ်ဘူးကိုကတော့ငကိုးငကိုးအတိုင်းပဲသူထင်တာသူအထင်ပဲလေသူပြောတာသူအပြောပဲလေဟုတ်လားတချို့ဒါကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှက်လွန်းလို့ဘဝကိုအဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားချီးမွမ်းတဲ့နေကိုမခံနိုင်လို့အောက်ခြေတွေလွတ်ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့ မတူမတန်တယ်လို့ပတ်ဝန်းကျင်ကိုဆက်ဆံသည့်အထိမိုက်မဲတဲ့လူတွေရှိတယ်။ကြီးမွန်ခြင်းကဲ့ရဲ့ခြင်းလေးပြင်းချာမှာမရှုမလားကြဆုံသွားတာ။ဟုတ်လား။ဒါကြောင့်ဘေးကဘာပြောပြောဒါလေးနဲ့ပတ်သက်ပြီးတော့အတုယူစရာအကြစရာလေးဦးဇင်းတို့ပြောပြခြင်းတယ်။မြတ်စွာဘုရားလက်ထက်ကယဟန်တော်လေးတစ်ပါး တော့ရဆောက်တည်ပြီးတော့တောအုပ်ရဲ့တနေရာမှာသင်္ကန်းချောင်းလေးဆောက်ပြီးတော့ရွာနဲ့မနီမဝေးတရင်သုံးပြီးတော့နေတာထူးခြားတာကဘာလဲဆိုတော့အဲ့ဒီရွာကအိမ်တအိမ်ကတကားတကမတွေနဲ့အဲ့ဒီယဟန်တော်တွေကအင်မတန်ရင်းနှီးတယ်အင်မတန်ခင်တယ်ခင်တော့တခါတခါဆိုအဲ့ဒီအိမ်ကိုသွားပြီးတော့လဲတယ်တရားစကားပြောတယ်အိမ်ကလူတွေကလည်းသူ့ကိုသားလို့ညီလို့အကိုလို့ချစ်တယ်ခင်တယ်ကြည်ညိုတယ်ပေါ့ဟုတ်လား အဲ့ဒီလိုနဲ့တခါတလေဆိုသူကညစ်နဲ့မှပြန်တယ်အဲ့ဒီအိမ်မှာပဲနေတာအဲ့ဒီလိုနဲ့ဆက်ဆံမှုကသိရင်နီလွန်းတော့အဲ့ဒီသင်္ကန်းချောင်းလေးနားမှာရှိတဲ့တစ်ပင်ကိုစောင့်တဲ့တစ်ပင်ဆောင်နှက်ကစိုးရင်တယ်ဒီယဟန်လေးရဲ့ပုံမှာသူကမြစ်တန်ရှိတယ်ဗျဒီယဟန်လေးအဲ့ဒီအိမ်ကိုအင်မတန်ရင်နီတာပဲရင်နီလွန်းအားကြီးပြီးတော့ပျက်စီးသွားရင်တော့ဒုက္ခ အဲ့ဒီလိုယဟန်တော်လေးအပေါ်မှာကောင်းစီခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်ပျက်စီးမှဆိုးလို့ဆိုပြီးတော့အဲ့ဒီအိမ်ကိုမသွားအောင်ဆိုပြီးတော့ဘာလုပ်တလဲဆိုတော့အဲ့ဒီနှက်ကအဲ့ဒီယဟန်တော်လေး ਨੇ ယင်းဒီတဲ့အိမ်ကတက္ကမဟံဖန်ဆင်းပြီးတော့နှက်ကဖန်ဆင်းတာနော်တက္ကမဟံဖန်ဆင်းပြီးတော့အဲ့ဒီယဟန်တော်လေးစီကိုရောက်လာတယ်ရောက်လာတော့ကိုတော်လေးကအဲ့ဒါကိုနှက်လို့ဖဲတိမှလဲသူ့အိမ်ကတက္ကမပဲလို့ထင်တာအဲ့ဒီမှာတက္ကမကရှောက်တယ်တဲ့ အရှင်ဖေဟာလမ်းစုံလမ်းကွာလမ်းလေးကွာလူတွေဆုံတိုင်းဆုံတိုင်းယထာစိတ်ဒီမှာဥယင်ဒီအပန်းဖြေတဲ့နေရာဒီမှာလူတွေစု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 ပြီးတော့အရှင်ဖေဟာနဲ့တပည့်တော်ကိုဘာလို့လို့ညာလို့လို့ပြောနေကြတယ်တိတယေဘဇူကပြောတာတော့နတ်ကပြောတာဘဇူပုံစံဖန်ဆင်းပြီးတော့ပြောနေတာလေဒကမပုံစံဖန်ဆင်းပြောနေတာ တော်ယုံတန်ယုံလူဆိုရင်အဲ့ဒီယဟန်တော်လေးနေရာမှာနေကြည့်ဘလောက်တုံ့လှုပ်သွားမလဲဒကမာကြီးကိုယ်တိုင်လာပြောနေတာနော်အဲ့ဒီလိုပြောတော့အဲ့ဒီယဟန်တော်လေးကပြန်ပြောတဲ့စကားကအင်မတန်အနှစ်ရှိသူညံဘလောက်ကြီးသလဲလောကရဲ့အပေါ်မှာသူဘလို့ရှုမြင်ထားသလဲဆိုတာကိုခံမှန်းလို့ရတယ်။ဘာပြန်ပြောတုံဆိုတော့ဒကမာကြီးတဲ့ ကိုယ့်ရဲ့နားတွေကိုပတ်ဝန်းကျင်ကသကားတန်တွေဆိုတာအမျိုးဆုံးနေအောင်ရောက်လာနိုင်တာပဲတဲ့အဲ့ဒါကိုတားလို့ရှိလို့မရပါဘူးသူများဗဇက်ပေါက်တွေဘလို့လို့လိုက်ပိတ်ပါလဲဟင်ဒီကမာကြီးအဲ့ဒီသကားတန်တွေနဲ့ပတ်သက်ပြီးတော့တားလို့ရှိလို့မရပါဘူးတဲ့သူဆက်ပြောတာလေးကသိစိတ်ဝင်စားစရာကောင်းတယ်ဒီနာထိုစကားကြောင့်မင်ခုမျက်နှာမသားမရသည်မှာဟုတ်တတ်ပါမဖြစ်ထိုက်ပါဘူး ပဝန်းကျင်ကသကားသံတွေကြောင့်မျက်နှာမตาမရမဖြစ်ထိုက်ဘူးတဲ့။နော်။ဘာဆက်ပြောတော့။ဒေနာဤထိုသကားသံတို့ကြောင့်ဒေနာထိုသကားသံတို့ကြောင့်အဟံငါသည်အဲ့ဒီသကားသံတွေကြောင့်ငါဟာဘာမှယုံညံ့သွားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မသွားဘူး။သကားသံတွေကြောင့်သူဘာမှယုံညံ့တဲ့လူတယောက်ဖြစ်မသွားဘူး။စောစောကဥသင်ပြောခဲ့တဲ့အသေးပဲပေါ့နော်။ စကားတန်နေကြောင့်တော့ကိုဟာယုံညက်တဲ့လူဖြစ်မသွားဘူး။ပင်ကိုကကောင်းရင်ကောင်းမှာပဲပေါ့။ဟုတ်လား။အဲ့ဒီလိုယဟန်တော်လေးကပြောပြီးတော့တောထဲမှာမိဂဝါဒဆိုပြီးတော့လူတွေကိုအင်မတန်ကြောက်တဲ့သမင်သာအစာရှာစားရင်းနဲ့ချက်ခနဲ့ကြတိုင်းခေါင်းထောင်ကြည့်ချက်ခနဲ့ကြတိုင်းခေါင်းထောင်ကြည့်အတန်နဲ့ပတ်သက်ပြီးတော့အဲ့လောက်တုံလှုပ်နေရင်ဘယ်မှာတည်ငြိမ်တဲ့စိတ်ရှိတဲ့လူလို့ပြောလို့ရမှာလဲ အတန်နဲ့ပတ်သက်ပြီးတော့အဲ့လောက်တုံ့လှုပ်နေရင်တည်ငြိမ်တယ်လို့ပြောလို့မရမတည်ငြိမ်ဘူးဆိုလို့ရှိရင်လေးနဲ့တဲ့အသိဉာဏ်မဖြစ်နိုင်ဘူးပဝင်းကျင်ကစကားသံတွေကိုအမြဲတမ်းခံစားနေမယ်ဆိုရင်အသိဉာဏ်ဒူရဖို့အတွက်အနှောင့်အယှက်ဖြစ်တယ်ဗျာဟုတ်လားတခါကြီးဒီမိုင်မြားဒါကြောင့်ရင့်ကျက်တဲ့လူတယောက်ဖြစ်တယ်ဆိုတာကိုပြသဖို့အတွက်ပဝင်းကျင်ရဲ့ကဲ့ရဲ့ရှုံချတဲ့စကားသံတွေကိုကြံ့ကြံ့ခံနိုင်တဲ့အတွေးတွေရှိဖို့မလိုဘူးလားလိုတယ် ါကြောင့်ဒကာဓမ္မတို့ဥရှင်တို့တွေမှာလူကြားထဲမှာနေရတာချစ်သူရှိသလိုမုန်းသူလည်းရှိမယ်။ချီးမွမ်းတာရှိသလိုကဲရတာလည်းရှိမယ်။ဒါတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှဖြစ်မသွားဘူးလို့နားလည်ပြီးတော့ဘာမှမဖြစ်တဲ့အရာတွေကိုဘာမှမဖြစ်သလိုပဲသဘောထားရမယ်။ဘာမှအရေးမပါတဲ့အရာကိုအရေးသိပ်ပါတယ်လို့ထင်ပြီးတော့အဲ့ဒါကိုအချိန်ကုန်ခံပြီးတွေးမယ်ဆိုရင် ကိုယ့်ရဲ့ဘဝဟာယုံညံ့မှုတွေနဲ့နှင်မွန်းသွားနိုင်တယ်နော်ဟုတ်လားအေးဒါကြောင့်နံပါတ်1မုံလို့ပြောတဲ့ဇကားတွေကိုမြက်နိုးတဲ့ပစ္စည်းတစ်ခုကိုထုတ်ထုတ်ပြီးတော့ကြည်တယ်လို့မျိုးတချို့ပြန်ပြန်ကြည်နေတာဗျဘယ်တော့မှငါ့ကိုဘယ်သူကဘလို့ပြောတာမမေ့နိုင်ဘူးလေဟုတ်လားတချို့ဆိုရင်အဲ့ဒီလူငါ့ကိုဒီလို ပြောတာငါတသက်လုံးမမေ့ဘူးမပြောဘူးလားအေးအဲ့ဒါကိုမြတ်စွာဘုရားကအချင်းကုန်တဲ့လူပန်းတဲ့ဘာမှအကျိုးမရှိဘူးထုတ်ပြီးတော့ မခံစားပါနဲ့တဲ့ဟုတ်ရလား